ပြိကရဆိုလို့မရုစခန်းကြာအဲ့ဒါအချိန်ဖို့ပါဦးသင်ကြီးလေးပါပြောလို့ဒါတော့အပြိကရဆဲတာနဲ့စခန်းတွေကြာနေရမဆိုင်ပါဘူးပြောလို့ဟေးယောအလုံးပဲမင်္ဂလာမနက်ခင်ပါ ဂျွန်လာတုံးယနေ့ရဲ့မနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်သွားမှာဖြစ်ပါတယ်။ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော် channel ကိုအချင်းပေးပြီးကိုချင်းတီအားပေးနေတဲ့တုံးယချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်။ဂျွန်လာတရက်နေ့တွေစကိုင်းတိုင်းစကိုင်းမြောက်ကောင်းမွန်တော်ဖရားအနီးစကိုင်းဆွေဘူးခရိုင်ချင်းဆက်လမ်းပေါ်၌လုံချုံရဲတင်းယူထားသောစစ်ကောင်စီစစ်ခွေးများကခကြီးတော်ကားများထံမှစစ်ကြေးကောက်နေစဉ် Burmese Revolution for Step ဖွဲ့မှရေးပုံများကမိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအကြံဖက်စစ်ကောင်စီစစ်ခွေးဖက်မှစစ်ခွေးတကောင်နှင့်ခွေးပြုတ်တကောင်ပွေချင်းပီတေဆုံးပီကျန်တုံးကောင်မှအပိနတန်ဒဏ်ရာရရှိခဲ့ကြောင်းသိစီရပါတယ်စစ်ခွေးတွေရဲ့ပိတ်ခတ်မှုကြောင့်ပြည်သူတအိုးတေဆုံးတယ်လို့လည်းသိစီရပါတယ်ပြည်သူတို့အတွက်စိတ်မကောင်းပါဘူးထပ်တူဝနေပါတယ်တေဆုံးတဲ့စစ်ခွေးတကောင်နှင့်ခွေးပြုတ်တကောင်အတွက်ခေါင်းလိုက်တဲ့တည်နောက်တည် ဂျွန်လာတရက်နေ့တွင်ပခူတိုင်အောက်ဖူမြုပ်နှင့်တင်မြုပ်ရွာအခြေစိုက်ခမာယာချောက်မှထွက်လာသည့်ထမ်းပင်ကုန်းကျေးရွာယာအင်ဟူအောင်မူခိုင်သည်ချုံခွက်ကေးရွာနှင့်တရက်နှစ်ဖြာလင်ရွာအကြားရှိလမ်းပိုင်းတွင်တာယာဝတီခရိုင်တိတ်ရင်တုံးထောင်ရှိရာနှင့်တခွေလေမင်းအုပ်ပြုတ်ချက်တဖွဲ့မှရေးပုံများကိုလက်ပစ်ဘုံးဖြစ်ပစ်တွန်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ထူတော်လက်ပစ်ဘုံးပစ်တွန်းတိုက်ခိုက်ခဲ့တော်လေတော်လှန်ရေးရေးပုံများအချင်းမီတင်းရှောင်းနိုင်ချင်းကြောင်း ရာအိမ်မှုအောင်မှုခိုင်ကိုတော်လှန်ရေးရေးပုံများကပြန်လေပိကတိခိခိယာဥခေါင်းတိတ်တိတ်ကိုတနက်ကြီးတုံးချက်ထိမှန်ပြီးနေရတွေပွေချင်းပြီးတေဆုံကလက်ပစ်ဘုံတလုံးကိုလေတင်းစီနိုင်ခေချောင်းတစီရပါတယ်တတိရှိလိုက်လာနော်ပြည်တဲ့တွေကိုလက်ပစ်ဘုံနဲ့ပြည့်ရဲတယ်ဆိုတော့ခံပေါ့တတိရှင်တေမှာပေါ့မင်းတို့တွေကောင်းလိုက်တဲ့တတင်းတော့တတင်းမြန်မာစစ်ကောင်စီအလောက်တမားများအပေါ်အတင်းအကျပ်စိတ်ခိုင်းခြင်းနဲ့ အတင်းအကျပ်စစ်မှုထမ်းစီခြင်းအပါအဝင်အလောက်တမအခွင့်အရေးနဲ့လူအခွင့်အရေးချုပ်ဖောက်မှုများအတွက်မြန်မာစစ်ကောင်စီကို ICC ကဘာရာဇဝတ်တရားရုံးတောင်းလွှဲပြောင်းပေးရန် Fortifyright ကအပီပီဆိုင်ရာအလောက်တမအဖွဲ့ချုပ် ILO ထံတောင်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီကိုအလုံးစုံစီးပွားရေးပိတ်ဆို့မှုဖြစ်အရေးယူအဆုံးအဖြတ်ပေးရန်စီနေသည့်133ကျင်းမြောက်ကဘာအလောက်တမအဖွဲ့ချုပ်၏ညီလာခံမှာ ဂျွန်လနေယန်နဲ့ဆွီဇာလန်နိုင်ငံဂျနီဗာတွေစတင်ကျင်းပနေတယ်လို့သိရပါတယ်။ Fortifyright က ILO မြို့ကြီးမှု6ဂျီဘတ်ဟောင်ဘူးထန်တောယန်နဲ့စပေးပူလိုက်ပြီးမြန်မာနိုင်ငံအခြေအနေကိုနိုင်ငံတကာရာဇဝတ်ကုံယုံ ICC တောက်လွှဲပြောင်းခြင်းပိနတ်တာပိစုအရေးယူမှုများပြပရောက်အလောက်တမတမကများနဲ့ အချာလူအခွန်အရေးကကွယ်ရှောင်းချောက်သူများကိုပန်ပူးကူညီချင်းများအပါအဝင်လူအတော်အရေးယူမှုများဆောင်ရွက်ပေးရန်အကြံပြုထားကြောင်းသိရပါသည်။ PP ချင်းအစဉ်ပီလာမှာပါတုံးချင်းတို့စိတ်ဆီရွှာဆောင်ပေးကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်။ကောင်းလေတဲ့တဲ့နောက်တဲ့တနင်းတရီတိုင်းကိုတောင်းခရိုင်အခြေဆိုင်စစ်ကောင်စီတပ်ကမယာ340စနစ်မှတက်တန်းအူကိုတောင်းမြုပ်နေပြီးတုကကွေရဲ့အဖွဲပါကပထန်စစ်တွေရွေ့ အလင်းဝင်ရောက်လာကြောင်းပခပတာဝန်ရှိသူကပြောဆိုထားပါတယ်။ကောင်းလေးတဲ့တဲ့နောက်တဲ့ငလင်နောက်ဆက်တွဲလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အပိခရစေရေကာလကိုတတရအကျင့်တလားထက်မှန်တတန်တူကြောင်းဤနောင်တောင်းဖွေကဂျွန်းနှစ်ရက်တွေထုတ်ပြန်ထားပါတယ်။အေကတော့ချမှာပဲနောက်တဲ့ ကချင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်စခန်းများအား KNLA PDF မဟာမိတ်ပူးပေါင်းတပ်များအားစစ်တိုက်သိမ်းပိတ်လာသည်မှာစစ်ကောင်စီတပ်စခန်းများစိုးရင်ကြောက်လန့်မှုများရှိလာတယ်လို့သိရပါတယ်။ဂျုံတိုးအခြေစိတ်945တပ်မှစိုးရင်ကလက်နက်ကြီးများအားနေရုံညပါပိတ်ခတ်မှုများလှုပ်ဆောင်ရရှိနေသည်ဟုတော်လှန်ရေးတပ်ဖွဲ့နှင့်နှိစက်သူထံမှသိရပါတယ်။ จงดูเมียวมาเนอิงเปียนดีอามัติยกดเนกูอองเมียวถ้วยอปาอวินเลอูดีสิกองสิตับมาพันซิชิงคันยาปีนาวงายาเลสงาตะตวินเตาโคซองกาคองเพ็ดตะเพ็ดเคเดโลอสุปาตะรินยิมิกาเปียวสุทาบาเรจงดูเมียวดวินยะเตตองดวยตะซวยทาดีสิกองสิตับดวยအရာရှိတအုပ်နဲ့တပ်ဖွဲ့ဝင်တချို့သည်စနိုက်ပါဖြစ်ပြစ်ခတ်ခံရပြီးတေဆုံမှုရှိသည်ဟုလည်း တတင်းချင်းမိကပြောဆိုထားပါတယ်။ဆာယာဖယုံအနီစီဝေကူတောင်အားရှော့တိတ်တုံးဖြစ် KNLA PDF မှာမိပူပေါင်းတက်များကတိုက်ခိတ်မှုကြောင့်စစ်ကောင်စီဘူမှုတအူထိမှန်တေဆုံးသွားတယ်လို့လည်းပြောဆိုထားပါတယ်။ KNLA PDF မှာမိပူပေါင်းတက်ဖွဲ့များမှလက်နက်ကြီး drone နဲ့ sniper များဖြင့်ပစ်ခတ်တိုက်ခိတ်မှုကြောင့်စစ်ကောင်စီ drone တပ်ဖွဲ့ဝင်တချို့တေဆုံးမှုများတယ်လို့ပြောဆိုထားပါတယ်။ဂျုံတို့မှာလည်းစစ်ခွေတွေခွေတေဝတ်တေတင်နေကြတာဖြစ်ပါတယ်။ ကောင်းလေးတဲ့တတင်းတော့တတင်းလိုက်စမစ်ကားတွေကိုဖန်ဆီးတဲ့နေရာမှာရင်လိုက်စမရှိတဲ့လူနာတင်ကားတွေကိုပါဖန်ဆီးနေမှုကြောင့်လူနာကျူပူနဲ့လူမှုရေလောင်းငန်းတွေအလုံးကိုခက်တာရက်နာထမေလို့မြန်မာနိုင်ငံလူမှုကေစီရဲ့အဖွဲ့ကရှင်ပီနေကအတိပေးထားပါတယ်မပငဒူးလှိုင်အကြံပေးမှုကြောင့်မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့ပြည်သူတွေဒုက္ခရောက်နေကြပြီဒီကျူပူအကြံကတော့ဘယ်တော့မှမကောင်းဘူးတခါထိမှတော့မကောင်းဘူး ူအကြံပြုတ်တည်းများအကုန်လုံးအဆူတွေကြီးပဲငါမတည်ပြီးရောဆိုတဲ့အကြံပဲသူအကြံကတကယ်လူရောက်မှာကျပူဂျွန်လာတုံးရနေရမနပိုင်အထူးတင်ကတော့ဒီလောက်ပါပဲကြည့်ကြဆိုရင်တော့ကျွန်တော်တို့ပထမဆုံးကူချိုတလင်းပြောတော့ရစကားကိုချက်လုံးနဲ့စင်ကြည့်အောင်တော်လန်ရေးနော်ထိုက်ကုံယူဖို့ကောင်းတယ်တော်လန်ရေးဆိုခက်ခဲတယ်ဘယ်တော်လန်ရေးမှမလို့อืมနော်လိုရင်တော်လန်ရေးမဟုတ်အဲ့ဒါညှိနှိုင်းမှုလေနော်တယောက်နဲ့တယောက်ညှိနှိုင်းနဲ့ပြည်လဲသွားတာအဲ့ဒါတွေကဆိုရင်တော်လန်ရေးဆိုတာ ထောက်ဆိုတာနဲ့အသက်ပြောက်သွားတယ်။လာဖမ်းပြီဆိုတာနဲ့အနှိမ့်ဆက်ခံပေါင်ကြငွေကြေးကုန်နော်လူတယောက်တိုင်းရဲ့ရင်ကို ထိတ်လန့်နေအောင်လှုပ်တာအာနာရှင်ပဲနော်လူတယောက်တိုင်းရဲ့စိတ်ဓာတ်တွေပြိုလဲသွားသေးတာနော်တနက်ကင်ထားတဲ့သူတွေကိုပြန်မောမကြည့်ရဲအောင်လှုပ်တာအာနာရှင်ပဲနော်အဲ့တော့ဒီလိုလှုပ်နေတဲ့စောက်ကျက်တဲ့လူတွေကိုတော်လန်တဲ့အခါပါအသက်တွေပေးရမယ်ခြေလက်အင်္ကာတွေပေးရမယ်စီးစိမ်ဥစ္စာတွေပေးရမယ် ယာဒူးထန်န်ဒရတွေပေးရမိသားစုတွေဖေဖေပြုတ်꿰ပြီးပေးရအဲ့ဒါတွေအကုန်လုံးအထီးကျန်မှုတွေရှင်ဆိုင်ရမှာအခုဆိုရင်နော်ဦးလေးတို့ Facebook တွေ social media တွေမှာကြည်ပါနော်ဒီကောင်တွေရဲ့ပြန်ပြီးတော့တို့ရဲ့ social punishment ဆိုတဲ့အရာတွေလျှော်ရဲလာတဲ့အခါမှာတို့လေးစားပါရဆိုတဲ့သူတွေရဲ့အောက်မှာနော် account တူပေါင်းများစွာနဲ့ဒီဟာလီလီလာလာဝင်ရင်းနေတဲ့စောက်ကျင်တဲ့ account တွေအများကြီးတွေ့ရလိမ့်မယ်အင်း account set တွေလည်းပါလာတယ် အဲ့ဒါဘာလဲဆိုတော့ social media မှာနော်သူတို့တွေအားပြန်ရလာတယ်ဆိုတော့ပြတယ်ဒါပေမဲ့ငါတို့တွေကကြီးတယ်ဘာလို့လဲငါတို့က social မှာတိုက်မဲ့ကောင်တွေမဟုတ်နော်ဝဲလေကြောင်ဘက်ပြောတာမဟုတ်ငါတို့တွေ social မှာဘာလို့အရင်လောက်အားမကောင်းတော့တာလဲဆိုရင်နံပါတ်1ကတကယ်ကို တော်လန်ရေးစတော့အတိုင်းစက်ပါဝင်တဲ့သူကတချို့နေသွားတာအဲ့ဒါတော့ငါတို့လက်ခံဟုတ်တယ်ဟုတ်တယ်ကြောက်လို့ပဲဖြစ်ဖြစ်တစ်ကြိမ်တစ်ခါလောက်ပေးဆက်ဖွင့် မင်းပင်မန်းမာပြီးခလေးတွေအတွက်လည်းကြည်အောင်မယ်မိသားစုကိုလည်းကြည်အောင်မယ်ဆိုတော့နော် အာရော့စေတဲ့တို့ရဲ့ကြောက်တဲ့ virus တွေကိုငါတို့ကူပေးလိုက်သလားတို့မစွန့်လွတ်နိုင်တဲ့အခါမှာငါတို့ကဆွဲခေါ်အဲ့ဒါကိုစေတနာလို့ငါတို့လုံးဝမယူဆောင်အဲ့ဒါကိုငါတို့စေတနာလို့ပတော်မှမယူဆောင်အဲ့ဒါတော်လည်းတမန်တည်းရဲ့နော်အဲ့ဒါကိုပဲထပ်ပြီးတော့ငါတို့ကွန်မြူနတီလို့တစိုက်ကတ်တယ်ဟိုလိုလိုဒီလိုလိုတစိုက်ကတ်တယ်နော် ဟာဒီကောင်တအားရိုင်းဆိုင်သွားတာပဲဒီကောင်ဘလို့ကြီးစိတ်ထားကြီးอ่ะဘလို့ကြီးဖြစ်သွား no တော်လန်ရဲ့ကိုတဲ့တဲ့ကြည့်ငါတို့ဘေးတင်တာတော့မေးရတော့ငါတို့စွန့်လွတ်တင်တာဒီတက်စွန့်လွတ်ရတော့ဒီတက်မေးကြောနိုင်မဟုတ်တဲ့ရုပ်တွေဒီတက်စွန့်လွတ်နိုင်တော့မဟုတ်တဲ့ရုပ်လို့တော့မပြောဘူးမိသားစုကိစ္စတွေနော်ဘဝကိုအနာကက်ရဲ့ကိစ္စတွေကိုထူထောင်မဲဆိုရင်မင်းက individual ဖြစ်သွားတယ်แม่มีตาสุดแต่แม้ชาบีส่วนปิดตัวแล้วตรุหาตรุไปหลุดออกมาบ่แม้เอาไปอ้ากูတော့ မင်းဟာတော်လန်ရေးအတွက်လုံနေမှသာမင်းကိုပြည်သူကအားကိုးလိမ့်မယ်ပြည်သူကပံ့ပိုးလိမ့်မယ်အဲ့လိုပဲမင်းကိုပံ့ပိုးခြင်းဒီငါတို့တော်လန်ရေးကိုပံ့ပိုးတယ်လို့ယုံကြည်မှသာသူတို့ဆက်ပံ့ပိုးမှာအဲ့တော့ငါတို့ဒီကြိုင်းကြိုင်းပြောရင်စောက်ပြောနဲ့မဟုတ်ဘူးစောက်လို့လောက်ရမယ်လို့ပြောကြတယ်နော်ငါတို့တင်းတင်းရှင်းရှင်းလုံနေတဲ့၍တော်လန်ရေးကိုတဲ့တဲ့ရှုနေတဲ့၍ငါတို့ပြင်းပြင်းထန်ထန်လုံနေတဲ့ပြည်သူကငါတို့နောက်မှာရှိရှေ့မှာလည်းရှိ ငါတို့မလုပ်ရင်မရဘူးအဲ့တော့မင်းတို့ဘလောက်လှုပ်လဲဆိုတာမင်းတို့ရဲ့ဂျုံကြီးချက်ကိုမြင်လိုက်မင်းတို့အလုပ်လုပ်နေရဆိုတာသိတယ်อืมဒါမေ့တယ်ကွာတော့ပြုတ်သွားတာတွင်အဲ့ဒါကြောင့်ပီတူရဲ့ဂျေယုပြုတ်ပြီးတော့ဒိုလန်ရဲ့ကိုအယုံစိတ်ပြေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်တချို့တွေကဒိုလန်ရဲ့ကိုမေ့သွားကြပြီကျွန်တော်လည်းတခါတလေတော့စိတ်မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့မပြီးမချင်းဆက်ရှုပ်ပါပဲတုံ့ပြန်ချင်းတွေကိုလည်းဖိတ်ခေါ်ပါတယ်ကျွန်တော်တို့မပြီးမချင်း သတင်းတွေကိုနားဆင်ပေးပါမပြီးမချင်းဆက်ရှုပ်သွားကြရအောင်ကြည့်ဒါဆိုရင်တော့ no video တတိထားရမယ့် video ဖြစ်ပါတယ်နောက်သတင်းကတော့တစ်ချက်လောက်ရှုပ်ကြရအောင် Oman Dubai Saudi Arabia ဆိုတဲ့နေရာမလာကြပါနဲ့လို့ချင်မပြောချင်တာပဲဖြစ်ပါတယ် ဆရာနာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာလုံခြုံရပါတဲ့ပြဿနာကြောင့်လူငယ်အများအပြားပြည်ပကိုအလုတ်ကန်အတွက်ထွက်ခွာခဲ့ကြတာပါပြည်ပကိုအခြေခံလုပ်သားစေလို့ဖို့အတွက်အစိုးရချင်းနှစ်နိုင်ငံသဘောတူစာချုပ်ထားတဲ့နိုင်ငံတွေစီကျေဝင်သွားတဲ့သူတွေဒါပြဿနာဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ရနိုင်မှာဖြစ်ပါတယ် ဒူဘိုင်းကနေတဆင်အီရန်နိုင်ငံကိုအပိုးခံထားရတဲ့ချင်းတိုင်းရင်းသူမြို့သူမိငယ်တယောက်ဟာဂျွန်လာတည့်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမင်နာကနေတဆင်သူ့ကိုကူညီပေးဖို့ live stream ကြောင်းဆိုခဲ့ပါတယ်။အဲ့ဒီမြို့သူမိဟာအလုပ်သမားပွဲစားတွေကအစဉ်စဉ်ပို့ဆောင်တာတွေကြောင့်အီရန်နိုင်ငံကိုရောက်မှမသိရောက်ခဲ့တာဖြစ်ပြီးအလားတူဖြစ်ရမျိုးတွေအများကြီးရှိတယ်လို့ဆိုပါတယ်။ ီရောက်လာတော့မကိုဟာနကိုမတည်တူတလားနလားနေပြီးမတည်ရပြောရဘူးဒီတစ်ခါပြောလဲလို့ရှင်အရင်တော့လည်းမျိုးရိတ်ခံရပြန်မြမဖုံးသိမ့်မယ်ဆိုပြန်မပြီးတော့ဦးတို့ဒီတစ်ခါတော့အဲ့ဒါကြောင့်ဒီတစ်ခါတတိလေးတကုံမွေးပြီးမှပြောရမှာ2020ရလာစတဲ့မြမတောင်းတော့ဘလို့ပဲပြောတော့ပြီးပြီလို့ပြောတယ်တမင်းတတိုင်ပဲထားလိုက်တော့တယ်ဒါမဲ့လူချင်တော့ကိုပဲဆောင် ရန်ကုန်မြို့ဆိုင်ဝင်မှာလုံလောက်ခဲ့တဲ့လုပ်သားတွေတဲကထက်ဝက်နီးပါးဟာအင်းင်းချင်းနိုင်ငံတွေစီကိုအလုတ်ကန်ကြွထွက်ခွာခဲ့ကြတယ်လို့အလုတ်သမားအရေးတကြွလှုပ်ရှားသူတွေကပြောပါတယ်။လက်ရှိပြည်တွင်းပြည်ပခအခြေအနေမှာအလုတ်သမားဆေးလွတ်တဲ့အေဂျင်စီတချို့ဟာတရဝင်းလုပ်သားပူးပေါင်းမရှိတဲ့ဒူဘိုင်း၊အိုမန်၊အီရတ်၊ဆော်ရီစတဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေစီကိုအလဲဗီဇာနဲ့လုပ်သားတွေပို့ဆောင်နေတာပါ။ ဒူဘန်တို့အိုမန်တို့အီရတ်တို့ဆော်ဒီတို့ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ရှက်ဆက်ထားတယ်ဒီကလူတွေကိုသူတို့ကအလီဗီဇာနဲ့ပတ်စပို့လုပ်ပြီးတော့တတော်ရှင်ပို့ပေးလိုက်တယ်ဒီမှာပြောတော့ကတော့အကုန်လုံးတာဝန်ယူပေးတယ်ဟိုရောက်တော့တာဝန်မယူတော့ဘူးစင်ကာပူကိုသွားမယ်လို့လာတဲ့သူတွေကလည်းအာ၄လ၅လ၆လဖြစ်လာတယ်မသွားရဘူးဒူဘန်အိုမန်ဆိုသူတို့က free point ထားတယ်ဒီဘက်ဒီဘက်သွားမယ်ဆိုရင်တော့နင်တို့မြန်တယ်ဟိုဘက်ဆိုရင်တော့ကြာမယ်အဲ့လိုမျိုးအဲ့ကိုပို့တဲ့တော်တော်များများကအင်ရှင်တွေနဲ့ရှက်ဆက်ပြီးတော့ငါမြန်မာနိုင်ငံမှာလူခိုးပေးလို့ရတယ်အဲ့လိုမျိုးလေလုံရင်လုံရင်လည်းအလို့သမဘွားကနေပြီးတော့အေဂျင့်ပုံစံမျိုးဖြစ်သွားကြ တယ်တရားမဝင်တဲ့ agent တွေပဲမြန်မာနိုင်ငံမှာရှိတဲ့ agent တွေလည်းတရားမဝင်ဘူးတကယ်တမ်းဆိုရင်ဒူဘိုင်းအိုမန်အီရတ်ဒီအရှိအလေပိုင်းတွေဆိုရင်အလို့တမပို့လို့ရတဲ့နိုင်ငံတွေမဟုတ်မြန်မာနိုင်ငံရဲ့တန်ယုံတွေအားလည်းမရှိဘူးသူတို့ကအလေဗီဇာဆိုပြီးတော့ agent ဘက်ကပဲအကုန်ကြံခံပြီးတော့လုပ်ပေးတယ်ဟိုဘက်ကိုပို့ပေးလိုက်တယ်တချို့ကတော့လည်းမြန်မာနိုင်ငံမှာ license တော့လောက်ထားတယ်စင်ကာပူတော့ဘာတော့ပို့လို့ရတဲ့ license ရှိတယ်ဒါပေမဲ့အဲ့လို license ရှိပေမဲ့လည်းကိုယ်နိုင်ငံတွေကိုထပ်ပို့တဲ့ဟာကျတော့တရားမဝင်ဘူးအဲ့လိုမျိုးပေါ့နော်နှစ်မျိုးရှိတယ်တရားဝင်လောက်ထားပေမဲ့တရားမဝင်ဘူး ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကြောင့်ရွှေ့ပြောင်းလုပ်သားတွေနဲ့ဆက်စပ်တဲ့ကိန်းဂဏန်းချက်လက်တွေကိုအကြီးအကျယ်မှတ်တမ်းပြုလုပ်ဖို့အခက်အခဲရှိနေတယ်လို့အလို့သမားရေးတက်ကြွလှူရှာသူတွေကပြောပါတယ် လုံသမားတွေခက်ခဲဖြစ်မတရားနိုင်ကျင့်ခံရတာမျိုးရှိရင်အချက်လက်နဲ့တင်ပြပို့တိုင်ကြားနိုင်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီလုံသမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်ညီကပြောဆိုထားပါတယ်ပြဿနာတွေကိုလက်တလုံးမဖြေရှင်းပေးနိုင်ရင်တော့ပြည်ပဆိုင်ရာလုံသမားအဖွဲ့ ILOC မှာစစ်ကောင်စီရဲ့တာဝန်ယူမှုတာဝန်ခံမှုကိနယ်လို့ရတွေကိုတသက်အဖြစ်တင်သွင်းနိုင်မှုလုံသမားရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်အမှန်ဆိုရင်တော့ဒီစစ်ခွေတွေကြောင့်တရားမဝင် agent တွေကိုဖမ်းရမှာ ဒီတရားမဝင် agent တွေကြောင့်မြန်မာပြည်သူပြည်သားများအများကြီးဒုက္ခရောက်နေကြတာမဖမ်းတင်တဲ့ဟာတွေကိုမင်းတို့ကဖမ်းတာဖမ်းတင်တဲ့ဟာတွေကိုမဖမ်းဘူးခွေးမသားတွေပြီးလို့ဆိုရင်တုံငင်ချင်းတွေကိုပြောပြချင်းတယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကအယုံတားလွေတယ်တခုခုဖြစ်လို့ဆိုရင်တေချလေးလာပါတခါထဲနဲ့မယုံကြပါနဲ့လူတယောက်ကိုအဖွဲအစီတယောက်ကိုလည်းတခါထဲနဲ့မယုံကြပါနဲ့တစ်ပတ်နှစ်ပတ်တလားလောက်တော့လေလာတင်တယ်အဲ့လိုမျိုးကိစ္စဆိုရင်တော့ နိုင်ငံချက်မှလောက်လောက်မဲ့တုံ့ပြန်ချင်းတွေတတိထပ်ပြီးမှနေကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်။ kedaswing.novideo စစ်ခွေးလော်ဘီတွေကအပိယက်စေးကာလမှာ PDF တွေတိုင်းရင်းသားလက်နက်ကိုင်တွေကစခန်းတွေမြို့တွေတင်ပိုက်တယ်လို့ပြောဆိုနေကြတာပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ခွေးဘူးတို့ကပါပြောတာလည်းတစ်ချက်တော့နားဆင်ကြည့်အောင်လိုင်းပေါ်မှာပြောပြောနေကြတဲ့အရာလေးတွေပေါ့ဗျာအများစုပြောနေတဲ့အပိခတ်ရက်စဲလို့စခန်းတွေကြားတယ်စခန်းတွေကြားတာတော်သူ ကြတိကြထိုက်လို့သို့မဟုတ်ဖျဲသည့်စီလို့သို့မဟုတ်လာရိခခရခရကုန်ခန်းသွားလို့ဒါမျိုးကြတဲ့အပိုင်းတွေရှိတာပဲအထက်လူကြီးကတော့သူအဖြစ်ကရက်ဆဲလို့ကြီးညာထားမယ်အောက်မှာတွားပြီးတော့ပေါ်ရလို့မမြင်ရတာအင်းဒါကြောင့်ကြားတဲ့အကြောင်းကြီးကအဲ့ဒါနဲ့မဆိုင်ဘူးဒီဗျာနိုင်ငံကတိုင်းဝိုင်းနဲ့လုံနေတဲ့အချိန်မှာအချုပ်ကြီးနေနေရတော့လွဲလို့ရမှာပဲလေဒီလိုကြီးညာပြီးမှပဲဖြစ်မှာ အလောက်ဟုတ်လားတိုက်တီပြူနိုင်ငံကြီးပြည့်စည်နေတဲ့အချိန်မှာအိမ်နေပြူဟုတ်လားလမ်းနေပြက်ဒီနိုင်ငံအကောင်းဆုံးကစစ်တိုက်ဖို့ပဲဥတည်နေလားဆိုပြောလာအောင်ပြောရမလို့ပြအဲ့တော့ဘောတရားအရအပြစ်ခတ်ယာယီရက်စဲတယ်ဆိုလုပ်တယ်ဒါပေမဲ့အောက်မှာရမမြတ်တာချရတယ်သူတို့ချကူချပဲလေအဲ့တော့သခန်းကြီးကြပါဆိုတဲ့အကြောင်းကြီးဟာအပြစ်ခတ်ရက်စဲတာနဲ့မဆိုင်ဘူးပြအစရတွေကလည်းကြချင်းချင်း ဲ့လိုစခန်းကြီးပဲဖြစ်တာပါတော်သူအပြစ်ခတ်ရဆဲတာနဲ့ကြာနေဘာမှမဆိုင်တာဗျာဒါပဲအပြစ်ခတ်ရဆဲကျင်တာကိုရဆဲအုပ်လို့ဘုံမသိကိုမင်းတက်ပြောတဲ့လူရှိနေအောင်လို့အအောင်လို့မဆိုဘူးကြီးလိုက်ပြန်တော့လေစစ်သားဆိုတာအခုမှမြင်ဘူးတဲ့လူမျိုးစစ်သားဆိုတာအခုမှသိတဲ့လူမျိုးတက်မတော်သားအများစုကတော့မပြောကြဘူးသိကြတယ်ဘောဘုံမေပြချင်မှာပေါ့တော်သူပြခရက်တယ်တာပဲအော်မှချနေတာတဝက်ဖြစ်တာချနေတာနေနေဖြစ်နေတာအဲကျွန်တော်ပြောလို့တာနိုင်ငံတကာနဲ့ ဟလာကဘာနဲ့ရှိပြီးတော့မှတချုပ်ကသူကြီးကလှုပ်တင်တာလှုပ်တယ်သူဟာသူကြီးညာတယ်အောက်မှာတော့နာမည်ရပဲပြစ်ခတ်ရဆရာလေးအောက်မှာတော့ချနေတယ်ဗလိအဲ့ဒါအောင်မှာစင်ကြီးတဘောတဘောမျိုးနဲ့ပြစ်ခတ်ရဆိုလို့မရုစခန်းကြဆိုတာအဲ့ဒါအချီးဖို့ပါဦးစင်ကြီးလေးပါပြောလို့ဒါတော့အပြစ်ခတ်ရဆဲတာနဲ့စခန်းကြီးကြရနေရမဆိုင်ပါဘူးပြောလို့ဟုတ်တယ်လောက်ပါတွေးကြလား secret ထောက်ခံတဲ့ပြည်သူတွေ lobby တွေအဲ့ဒါပဲလေ အမှန်တရားပြောတာဒီမှာအဲ့ဒါပဲဒါဖြစ်ဖြစ်မှန်ပဲကြည့်ဒါဆိုရင်တော့ no video no video ကတော့သူတို့နာမည်တွေမှတ်မိလို့ခဏလေးဖတ်ပြုံးမယ်နော်ပန်စီလို iris zunila te ချက်မြတ်မြတ်တို့တော့ရောင်းချနေသည့် pc များဝယ်ယူသူနဲ့ဖြင့်ဖြုတ်သူများကိုအကြံဖက်ဥပဒေဖြစ်တရားစွဲ့မည်ဟုစစ်ကောင်စီကကြေညာတဲ့အကြောင်းတစ်ချက်လို့ရှုကြရအောင် အကြံပတ်အားပေးပြည်ပြင်းများနဲ့ပူပေါင်းပြီးတော့ online ကနေတက်စင်ငွေကြေးလိမ့်လိမ့်ခြင်းတရားမဝင်စီးပွားရေးလုပ်ငန်းများလုက္ကင်ခြင်းတို့ပြုလုပ်လျက်ရှိကြောင်းသတင်းရရှိရတဲ့အတွက်လုံခြုံရေး ဖွဲ့စည်းများမှဖော်ထုတ်ဖန်ဆီးနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။အဲဒီလိုဆောင်ရွက်ခဲ့ရာဤဒီလ73ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးချမ်းရည်သာဇံမြို့နယ်အောင်နှံရိပ်သာအရှိရက်ကွန်းနေ Treasure Need Online Shop လုပ်ငန်းလုပ်ကိုင်သူဖြူဖြူနေအား၎င်းမေလ10ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့တည်တောင်ပိုင်းမြို့နယ်54ရက်ကွန်းနေဖုံမြင့်အောင်အား၎င်းဖန်ဆီးရမိခဲ့ကြောင်းသိရပါသည်။ ဖန်စီယာမီဒီယာခန်းများအားစီစစ်ဖော်ထုတ်ချက်များအရ၎င်းတို့နှစ်ဦးဟာနိုင်ငံဝန်တန်းများ DCS လှုပ်ရှားမှုမှပေါဝင်ရန်လှုံ့ဆော်ခြင်းနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပြက်ပြားစေရန်နှင့်စူပူအောင်ကြောမှုဖြစ်စေရန်ဆိုရှယ်မီဒီယာများကနေတက်စင် posting ရေးသားခြင်းတို့ကြောင့်ရာဇတ်သက်ကြီးပုံမှာ900ကာကြီးနှင့်အမှုဖွင့်လှစ်ခံခဲ့ရပြီးပြည်ပသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ချမ်းမြငိန်ခေါ်ချမ်းချမ်းအစိုးရရဲ့ခိုင်းစီချက် အရအဲဒီပြည်ပမှာတရားမဝင်တင်ပို့လိုက်တဲ့နိုင်ငံသားဖြစ်ပစ္စည်းများအခကြေးငွေနဲ့ထက်စင်ဖြန့်ဝေရောင်းချခြင်းဝေကြေးကောက်ခံပေးခြင်းနဲ့ချမ်းမြငိန်ခေါ်ချမ်းချမ်းပြဖို့စီလိုတဲ့အကြံပေးအဖွဲ့စီများအငွေကြေးထောက်ပံ့ပေးခြင်းများဆောင်ရွက်ရတဲ့သူများဖြစ်ကြောင်းသိရပါဗျ။ ဒါကြောင့်ဖန်စီရမီတရားခမ်းများဖြစ်တဲ့ဖြူဖြူနှင်းနဲ့ဖုံမြင့်အောင်တို့အောင်ဥပဒေနဲ့အညီထီအောင်စွာအေးအေးယူနိုင်ဆောင်ရွက်လျက်ရှိပါသည်။အလားတူ NUG PDF အကြံဖတ်အဖွဲ့အစည်းများအောင်ထောက်ပံ့မှုပြုလုပ်နိုင်ရန်လူမှုကွန်ရက်များပေါ်မှာတရားမဝင်ဈေးရောင်းချနေတဲ့ပန်စေလိုအကောင့်ပိုင်ရှင်အိမ်ဘိုးဦး Matt Iron အကောင့်ပိုင်ရှင် Iron ရွှေနေတီအကောက်ပိုင်ရှင်တင်တင်တွင်ဇွန်နီလာတီအကောက်ပိုင်ရှင်ဇွန်နီလာတီအောင်တော်အကောက်ပိုင်ရှင်အောင်တော်ခိုင်စုလင်အကောက်ပိုင်ရှင် DCS ဆီယာမခိုင်စုလင် PNH Fashion အကောက်ပိုင်ရှင်ထန်နီနီတန်တီချာချန်ချန်အကောက်ပိုင်ရှင်ချမ်းမြတ်များသောစားရလူမှုကွန်ရက်အကောက်များနှင့်ချိန်ဆက်ခြင်းရောင်းချတဲ့ပစ္စည်းများဝယ်ယူခြင်းတဆင်ကံပြန်လည်ရောင်းချခြင်းနှင့်အဲ့လိုဆောင်ရွက်နိုင်ရန်နီလန်တစ်ခုခုနှင့်ကုညီဆောင်ရွက်နေသူများကိုလည်း အကြံဖတ်ဥပဒေနဲ့အညီထီအောင်စွာအရေးယူဆောင်ရွက်နိုင်ရေးစီစစ်ဖော်ထုတ်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရပါရရှင်။ဒီစခွေးတွေယူနေပြီ။မဆိုင်လို့လေဒရုတ်တွေကရောင်းပေးတာမင်းတို့နဲ့ပါဆိုင်လို့လေကွာ။သူတို့လည်းဖိတ်ဆိုင်ရတယ်လေသူတို့စောက်ဖို့အတွက်သူတို့ရောင်းပေးနေတာလေ။အဲ့ဒါကူမင်းတို့ကတရားခံကူမဖမ်းနိုင်ပေးနဲ့။ရောင်းပေးသူတွေကိုဖမ်းဆီးတယ်ဆိုတော့မသဘောနဲ့လောက်တာလေ။မင်းတို့တွေကဒီလောက်တောင်ကြောက်နေတာကိုဘန်စီလူတို့ချန်ချန်တို့ပီလော့ဆွန်နာမည်တွေမသိဘူးနော်။ သူတို့တွေတော့မမင်းတုတ်ကကြောက်ကြပြီဆိုတော့မင်းတုတ်တွေကငကြောင်တွေငယူးတွေငအားတွေပဲလို့ပြောချင်ပါတယ်။မင်းကလေးတွေတော့ဒီလောက်တော့ကြောက်နေပြီဆိုတော့တော်တော်ကိုတိတ်ခတ်ကြတဲ့စစ်ခွေအောက်စုတွေဖြစ်နေပါပြီလို့ပြောဆိုချင်ပါတယ်။ဟုတ်ကဲ့ပါတုံးကြီးချင်းတော်ဒီမိနစ်တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ကျေးဇူးများချစ်တင်ပါတယ်။ကျမကြီးကိုစိတ်ကြပါ။ I love you all. God bless you all. Thank you for your time.